အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ဆရာကြီးမင်းသူရာဟောကြားထားတဲ့တောက်ကြတဲ့သမီးများအတွက်2026ခုနှစ်တနစ်စာဟောစရန်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုမင်းမြန်လိုပါကပြမနာပုံနာဆရာကြီးမင်းသူရာအသိဉာဏ်ကြီးမြို့နယ်ရေထွက်လမ်းမကြီးဒုက္ခမနှစ်ရက်ွယ်အင်ဂျင်လန်ကြားမန္တလေးမြို့ဖုန်းနံပါတ်ခွန်းလာ139896ကိုဆက်သွယ်မိမြန်နိုင်ပါတယ်တအူးလျင်ညံဘူးစောကသက်တောင်းချက်ဖြစ်ပါတယ် ဟုတ်ကြသသမီးများအနေနဲ့ယခုနှစ်မှာဆိုရင် အများတကာကအကုန်ပြု40ရလောက်တဲ့ဘဝကိုပေါ်ဆောင်နိုင်သူ ဖြစ်လာပါလိမ့်မယ်။လုပ်ငန်းပြောင်းလဲမှုအသည်များနဲ့တိုးတက်မှုကိုအစဉ်စဉ်တက်ရမယ့်နှစ်ဖြစ်ပါတယ်။ပြည်တွင်းပြည်ပတရားတကြီးမှာအလောကန်ကောင်းများနဲ့ကြီးပွားခြင်းဇနီးတဲ့နဲ့ပတ်သက်တဲ့သူတွေမှာအခွင့်အလမ်းကောင်းများရရှိပါလိမ့်မယ်။ယခုနှစ်မှာဆိုရင် အလှူမင်္ဂလာပြုရပါလိမ့်မယ်။စီးပွားတက်မယ်၊ခရီးမကြာခဏထွက်ရမယ်။ ။ဤရင်းပြည်ပါခရီးသွားလာရတတ်ပြီး၎င်းလည်ရင်နိုင်ငံခြားထိသွားရတတ်ပါရယ်။ဗုဒ္ဓဟူသသမီ၊ဇာတာပရိသသမီ၊တနင်္ဂနွေသသမီများအကျိုးပေးပါလိမ့်မယ်။စီးပွားရေးအနေနဲ့ဒီနေ့ကလုပ်ငန်းကိစ္စတွေမှာဗုဒ္ဓဟူသသမီ၊တနင်္ဂနွေသသမီများနဲ့ရင်းနှီးမြှုပ်နှံမှုစတူရှယ်ယာအကျိုးတူပူးပေါင်းတွဲဖက်မှုဆောင်ရွက်တင်ပါရယ်။တီဖနက်အဝိထေရောင်းဝယ်ခြင်းအစုရှယ်ယာဝင်ခြင်းစိုက်ပျိုးရေးပစ္စည်းများရောင်းဝယ်ခြင်းတန်တဲ့ပစ္စည်းနဲ့ဆန်ရောင်းဝယ်ခြင်း အိမ်ချမ်းမြေအကျိုးဆောင်ဖြစ်ထွန်းပါလိမ့်မယ်။ကုန်ပစ္စည်းများယင်းနှမြုံနှံထားလျင်အကျိုးအမြတ်ပုံမှုခံစားရခြင်းရှိပါလိမ့်မယ်။အလုတ်သစ်တိုးချဲ့လောက်ကင်ပါကအောင်မြင်မှုများရရှိမယ်နေ့ဖြစ်ပါတယ်။လူမျိုးကွဲပါတာဝယ်များနဲ့လုပ်ငန်းဆက်တူပြုလုပ်လျင်အောင်မြင်ပါလိမ့်မယ်။တောက်ကြတဲ့သမီးများဟာ2026ခုနှစ်တလပိုင်း၁ရက်မှစပြီး၄လပိုင်း၃ရက်အထိမိမိလုပ်ငန်းတွေဆောင်ရွက်ရမှာတတိနဲ့ဆောင်ရွက်ရပါမယ်။ဆွေမျိုးသားချင်းများအတွက်ငွေကြေးနဲ့လူမှုရေးအပူတော့ကများဝင်လာတတ်ပါတယ်။ ူတစ်ပါးအတွက်ငွေကြေးထောက်ပံ့မှုများပေးနေရတတ်ပါတယ်။အပြိုင်ဆိုင်ရဟန်းအတိုက်ခံများလည်းပေါ်ပေါက်လာတတ်ပါတယ်။လူလိန်ငွေလိန်ခံရခြင်းရှိတဲ့အတွက်သတိပြုရပါမယ်။စနေနံပစ္စည်းများဖြစ်တဲ့ ठी ဖနက်တစ်တာအထဲနာယီကြောက်လက်ဆွဲ့နီလာဖုံးပြတ်တတ်တဲ့ထွက်တတ်ပါတယ်။ပေါင်းသင်းဆက်ဆံရေး၌ပတ်ဝန်းကျင်မှာအထင်မြင်လွဲမှုတွေခံရပါလိမ့်မယ်။အာမခံဂျားဝင်ညီနိုင်တဲ့ကိစ္စတွေရှောင်ကျင်ပါ မိမိနဲ့မသက်ဆိုင်တဲ့အမှုခင်းပြဒနာများကိုဖြေရှင်းရတတ်ပါတယ်။တဘာဝလွင်ဖြစ်ရဆမ်းများယုံကြည်ခြင်းကြောင့်ဥစ္စာပစ္စည်းဆုံးရှုံးရတတ်ပါတယ်။တောက်ကြသောသမီးများအနေနဲ့2026ခုနှစ်လေးလပိုင်း14ရက်မှ2026ခုနှစ်6လပိုင်း16ရက်အထိမိမိရဲ့လုပ်ငန်းခွင်မှာအခက်အခဲများကျော်လွှားနိုင်ပါလိမ့်မယ်။စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ၊ပညာပိုင်းဆိုင်ရာစဉ်တိုင်းမှာဆက်ဆံရေးခိုင်မာလာပြီးနားလည်မှုတိုးတက်လာပါလိမ့်မယ်။ရာထူးကုန်သတင်းကြော်စောခြင်း မိဘဆွေမျိုးများထံမှအမွေအနှစ်များရရှိပါလိမ့်မယ်။မိမိထက်အသက်ကြီးသောမိဆွေများထံမှအကူအညီရရှိပါလိမ့်မယ်။မျက်နှာပွင့်ခြင်းစမ်းပွင့်နေတဲ့ကာလဖြစ်ပါတယ်။ယခုကာလမှာမိမိပြောသမျှစကားတွေအောင်မြင်နေပါလိမ့်မယ်။မိဆွေအဟောင်းများတွေ့ရတတ်ပြီးလုပ်ငန်းသင်များလုပ်ရပါလိမ့်မယ်။ကံကြမ္မာရဲ့မျက်နှာသာပေးမှုခံစားရမယ်။ဒါပေမဲ့ပတ်ဝန်းကျင်ရဲ့ပြည်တင်ဝေဖန်မှုတွေအမြဲရှိနေပါလိမ့်မယ်။မိမိအိမ်မှာဧည့်သည်တွေမပြတ်ဝင်ထွက်စီကားနေပါလိမ့်မယ်။ အင်္ဂါနံပစ္စည်းတွေဖြစ်တဲ့အစံစီစီစာဆက်ပစ္စည်းတွေဝင်မဲ့ကာလဖြစ်ပါတယ်။တရားတပောင်အမှုခင်းများကျုံလျင်နိုင်ပါလိမ့်မယ်။အမွေနှစ်ရာကင်းရှိမယ်၊ထီပေါကင်းရှိမယ်။အမွေရသလိုထီပေါသလိုငွေဝင်ကင်းရှိပါလိမ့်မယ်။စိန်ကံပစ္စည်းဝင်မဲ့အင်ချံမြေတိုက်တာမမျောလင့်ပဲဝင်ကင်းရှိပါလိမ့်မယ်။ဖျားဖူးသွားလာရခြင်းခရီးတို့ခရီးရှိများသွားရကင်းရှိပါလိမ့်မယ်။လူမှုရေးမှာဆိုရင်အနောက်ရက်ကနေဆရာကောင်းတပီကောင်းနဲ့ဆုံတွေ့ရပါလိမ့်မယ်။ လူမှုရေးဘာသာရေးကောင်းမှုကုသိုလ်များဆောင်ရွက်ရမယ်၊ကြုံတွေ့ရမယ်၊မင်းဆိုးရာစာပိုင်းမှာအကြီးအကဲများနဲ့ပတ်သက်ရမယ်၊၎င်းတို့ထံမှကူညီမဆမှုကိုရရှိပါလိမ့်မယ်။ဘာသာရေးတရားဓမ္မနဲ့မှု့လျော်စိတ်များပေါ်ပေါက်လာပါလိမ့်မယ်။ဖျားဆင်းသူတော်တဆူအိမ်တို့ကြွလာပါလိမ့်မယ်။ကောင်းသောနမိတ်ပင်ဖြစ်ပါれ။ပညာရေးပိုင်းမှာဆိုရင်မိမိရွယ်ထားတဲ့ပညာရည်များလောကိုင်းနိုင်စွမ်းရှိပါလိမ့်မယ်။ပညာရေးနဲ့ပတ်သက်ပြီးကောင်းကျိုးများခံစားရမယ်။ အတွေးခေါ်ကောင်းများအကြံဉာဏ်ကောင်းများရရှိပါလိမ့်မယ်။ယာရုတို့မယ်၊လာစာတို့မယ်၊ပညာရေးနဲ့ပတ်သက်ပြီးတန်ရုံးစဉ်ကြီးမယ်။ပညာကိုစူးစမ်းပန်းစားတင်လျင်အောင်မြင်နိုင်တဲ့ကံပါလေ။အသက်20နှစ်မှ24နှစ်အတွင်းပညာရေးကံ အနည်းငယ်အညံ့ရှိပါတယ်။အဲ့ဒီနှစ်ပိုင်းတွေမှာအချီးရဲ့အိမ်တော်ရေးကို စိတ်ဝင်စားပြီးစိတ်လေးနေပါလိမ့်မယ်။ပညာရေးကိုဂရုစိုက်ပါ။အချီးရဲ့အိမ်တော်ရေးပိုင်းမှာဆိုရင် အချီးမှာစမ်းပွင့်နေပါလိမ့်မယ်။ ဦးထက်မကတဲ့အခြေသူမျိုးနဲ့ဆုံတွေ့ရမယ်။ခြေသူနဲ့စကနိုင်းလိုခြင်းမကြခဏရန်ဖြစ်တတ်ပါလိမ့်မယ်။အိမ်အောင်ရှင်များအိမ်အောင်ရေးတာရပါလိမ့်မယ်။တည်ငောင်းကြရမယ်။လက်ဆွေရွှေဝင်ပါလိမ့်မယ်။အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးပျော်ရွှင်ပွေရများကြုံတွေ့ရပါလိမ့်မယ်။ချမ်းသာကြွယ်ဝသောအပျိုကြီးများ၏ကူညီမှုကိုရရှိပါလိမ့်မယ်။အိမ်တွင်ရေးစည်းပွားရေးငွေလွယ်လွယ်ဝင်ပြီးလွယ်လွယ်ပြန်ထွက်သွားပါလိမ့်မယ်။ကျမ်းမာရေးပိုင်းအနေနဲ့ကတော့ကျမ်းမာရေးမှာမတော်တဆထိခိုက်အန္တရာယ်များကြုံရင် အာယုံကြောအာနေခြင်းစီးကျူသွေးသူယောဂဝမ်းပိုင်အစာအိမ်ယောဂသွေးလည်ပန်းမှုအာမကောင်းခြင်းမျက်စိယောဂဖြစ်ခြင်းကြုံတွေ့ရတတ်ပါတယ်အသက်အရွယ်ကြီးများရှိပါကကျန်းမာရေးကိုဂရုစိုက်ရပါမယ်တကြီးရွယ်ဦးပုဂ္ဂိုလ်များမတော်တဆထော်လဲကျိုးပဲ့တတ်ပါတယ်အသွားလာသတိပြုပါသတိပြုရမယ်အသက်ပိုင်းခြားတွေကတော့တောက်ကြသသမီးများအနေနဲ့အသက်20နှစ်မှ24နှစ်အတွင်းအနည်းငယ် အညက်ဂျုံတက်လို့ပညာရေးအနောက်ရှေ့ဂျုံရပါလိမ့်မယ်။အသက်24နှစ်28နှစ်32နှစ်33နှစ်40နှစ်42နှစ်48နှစ်အဲ့ဒီနေ့တွေကတော့အငယ်ကန်းနေနေလို့တရီထားလောက်ကန်ဆောင်ရပါ မိမိအိမ်မှာစနေသားရှိလျင်ပူပန်တော့ကရရတတ်ပါတယ်အိမ်မှာတနင်္လာသက်သမီးရောက်လာခြင်းငွေဝင်ခြင်းတို့ဖြစ်လျင်အိမ်နီးနာခြင်းနဲ့ရံဖြစ်ရတတ်ပါတယ်တောက်ကြသက်သမီးများအနေနဲ့ အကျွန်း၃ကျွန်း၅ကျွန်း၆ကျွန်းမွေးဖွားသူများဟာခရီးဝေးသွားလာခြင်းကိုရှောင်ကြဉ်ပါ စကားပြောလဲဆင်ကြဉ်ပါမိမိစကားမှားကြောင့်ရန်ဖြစ်ပေါ်လာတတ်ပါတယ်အရာရာကိုစိတ်တိုင်းမကျဖြစ်နေပါလိမ့်မယ်အထူးဟောခြင်းအနေနဲ့ကတော့တပေါင်းတကူးကဆုံလာများမှာစုပ်ကြီးလက်ကြီးဝင်ကင်းရှိပါတယ်အထူးကံကောင်းနေပါလိမ့်မယ်အစိတ်အင့်နဲ့အစားအစာများစားတောက်ခြင်းကိုရှောင်ကြဉ်ရပါမယ်ဆက်ပစ္စည်းများကင်တွယ်ခြင်းမှဒဏ်ရာရတတ်ပါတယ် တနင်္ဂနွေနံများပြည့်ခြင်းပျောက်ဆုံးခြင်းတို့ဖြစ်တတ်ပါတယ်။ယခုနှစ်မှာဝတ်သားမစားပါနဲ့လက်ပိတ်ပါလိမ့်မယ်။အထူးမှာကြားလိုတာကယခုနှစ်မှာကျမ်းမာရေးကိုအထူးဂရုစိုက်ပါ။နောက်ကြတဲ့သမီးများအတွက်ဆောင်းရန်ရှောင်းရန်ရေရာများအနေနဲ့ကတော့အရေးကြီးသောအလုံးများလှူဆောင်ပြီဆိုလျင်အင်္ဂါနေ့ဗုဒ္ဓဟူးနေ့စနေနေ့များတွင်လှူဆောင်ပါ။အကျိုးပေးမဲ့အရာများအနေနဲ့ကတော့အပြန်နှုတ်ရောင်ဆွံဆွဲရောင်ပန်းရောင်တို့ဖြစ်ပါတယ် ရှောင်းရံရောင်များမှာအစိမ်းရောင်အဝါရောင်ငွေရောင်တို့ဖြစ်ပါတယ်။အကျိုးပေးမဲ့အဆောင်ယဒနာများစိမ်းအဖြူရောင်ကြောက်တို့ဖြစ်ပါတယ်။စီဝတ်သက်စီရံတစ်စိမ်သားကိုလက်သစင်ကခြင်သိပုံထူပြီးဆောင်ပါ။အင်္ဂါနေ့တွင်ထူပါ။အထက်လူကြီးနဲ့အစဉ်ပြီးမဆာစီရံတန်ပုံဒါမှမဟုတ်သူပုံတဲ့တွင်တပြေညွန့်ထူပါ။လူဝင်ဆန္ဒပြေဝစီရံအရှိတောင်ရရှိဇီးပင်ဒါမှမဟုတ်ညောင်ပင်ကိုရေလောင်းရက်ခတ်ပြီးလိုရာဆူတောင်းပါ။ ဘေးရန်အမျိုးမျိုးမှကင်းလွတ်စေရန်တောက်ကြနံအင်ကာနံဖျားတဆူဆူတွင်ဖျောင်းနိုင်ပူဇော်သည့်တန်ပန်းစဉ်အမွေးတိုင်းထွန်းလိုသည့်တဲဘုံတို့ကိုလှူဒန်းပေးပါလက်ရွှင်စေရန်ဒေါနာပန်းနှင့်ခရီးပန်းကိုအင်ရှိဖျားမှာညောင်ညီအိုးဖြင့်လှူဒန်းပေးပါအိမ်တကားဝရတွင်လည်းချိတ်ဆွဲထားပါခနည်းရတစ်ကြိမ်လဲလဲပေးပါကျမကြီးမကောင်းလည်ရင်အင်ဂျင်22ညွန့်ကိုဒူးမှခြေပြအထိထားပြီးအိပ်ပါ ၎င်းတို့ကိုဗုဒ္ဓဟူသတ္တမိတဦးအားအရှိတအောင်ရက်သို့အစွန်ခိုင်းပါအိန်တော်၏အစင်မပြေလျင်ကက်တစ်သားကို ရှစ်လက်မစီနှချောင်းလို့ပါပြီးလျင်အိမ်ရဲ့မြင်သာတဲ့နေရာမှာတောက်ကြနေ့တနားည30တွင်ချိန်ဆွဲထားပါခရီးသွားခြင်းနဲ့လုပ်ငန်းကိစ္စအစဉ်ပြေစရာအတွက်ဂုံတော်ကွင်ချာရွေးဆိုပြီးခရီးသွားခြင်းအပြာနုရောင်ဆင်ဆွေရောင်ဘန်းရောင်ဝိထည်များဝစ်ဆင်ခြင်းနဲ့အဲ့ဒီအယောင်တွေကိုအဆောင်ဖြစ်အသုံးပြုနိုင်ပါတယ်အကျိုးပေးသောအခေယာမှာထားဆင်သူဒါရီ ရပလက်လအရုဖြစ်ပါတယ်။အကျိုးပေးသောကဏ္ဍများမှာ၄ကဏ္ဍ၊၆ကဏ္ဍ၊၃ညာကဏ္ဍ၊၉ကဏ္ဍတို့ဖြစ်ပါတယ်။ကံကောင်းမှုတွေရောက်လာစေရန်ရည်ရည်အနေနဲ့ကတော့တစ်နှစ်ပတ်လုံးမိမိမွေးနေ့တိုင်းတစ်လမှာတစ်ရက်မိမိမွေးနေ့တွင် အနီရောင်နှင်းစီပန်း၊ပေါင်ညွန့်၊ဒဇင်ပန်း၊တန်းညွန့်၊မြေစာညွန့်၊ကိုးညွန့်စီပေါင်ပြီးဖရရံကတ်လှူပေးပါ။တကွင်ကုတ်ကာ၃လက်စီလှူပေးပါ။နွားနို့နဂမောက်တီစွန်းတော်ကတ်လှူပေးပါ။ပဲပြုတ်တကြား စီကြောမုံများကိုလည်းလှူပေးပါတရီးစိတ်အဋိဌံဝင်ခြင်းများဆောင်ရွက်ပေးပါ အဖြူရောင်ပစ္စည်းများလှူဒန်းခြင်းဖုန်ကြီးကြောင့်ဒါမှမဟုတ်လိုအပ်သူများထံနွားနှုတ်ဆန်စားတကြစားတဲ့အဖြူရောင်စားတောက်ကုန်များဒါမှမဟုတ်အဖြူရောင်ဖျောင်းတိုင်များလှူဒန်းပေးပါမိမိလိုရာစုကိုလည်းတောင်းပါ ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့တောက်ကြတဲ့သမီးများအတွက်2026ခုနှစ်တနစ်စာဟောစရံပဲဖြစ်ပါတယ်တောက်ကြတဲ့သမီးများအားလုံး နှစ်သစ်မှာစကံကောင်းခြင်းတွေအလေးလေးပိုင်ဆိုင်နိုင်ကြပါစေရှင်။စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။